အလုံးမမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble လောဗျာဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတော့ကို PUBG Mobile setting တွေရမှာ control setting နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးတော့မှာဖြစ်ပါတယ် account setting နဲ့ပတ်သက်ပြီးမှဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့ဗီဒီယိုတင်ထားပြတာရှိပါတယ်ဗီဒီယိုလေးကိုကြည့်ဖို့ပြောလိုပါတယ်ဗျာ control မှာကြည့်မယ်ဆိုရင် basic control နဲ့ advanced control ဆိုရင်မှာရှိပါတယ် basic control ပထမတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ display left side fire button always on scope on and disable ဆိုတာရှိပါတယ် always on မှာထားထားတယ်ဆိုရင်တကယ်ချင်းတော့တနက်ပြတဲ့ခလုတ်ကနှစ်ခုလုံးပုံမှာဖြစ်ပါတယ်ဒီမှာ scope on မှာထားလိုက်တယ်ဆိုရင်တော့တနက်ပြတဲ့ခလုတ်တစ်ခုကပျောက်သွားမှာဖြစ် ်ပါတယ် scope ဖွင့်တဲ့အခါမှာပေါ့ရဒီကတနက်ပြစ်တဲ့ခလုတ်ကပုံမှာဖြစ်ပါတယ်နောက်တစ်ခု disable မှာထားလိုက်တယ်ဆိုရင်တော့တနက်ပြစ်တဲ့ခလုတ်တစ်ခုကလုံးဝပျောက်သွားမှာဖြစ်ပါတယ်ဒီလိုမှတကယ်ကျွန်တော်တော်တော်လေးကိုအမိများတာမျိုးရှိပါတယ်တနက်ပြစ်တဲ့ခလုတ်တစ်ခုမပေါ်တော့လို့ဘယ်ကနေဖွင့်ရမလဲပေါ့ရဒီကနေ always on လို့ယူမှာဖွင့်လို့ရတာမျိုးရှိပါတယ်ဒီမှာ always on လုပ်ထားတဲ့အတိုင်းပဲလေတနက်ပြစ်တဲ့ခလုတ်တစ်ခုပဲပေါ်ရဆိုရင် customize button နဲ့ဝင်ပြီးပါ customize တယ်ဝင်ပြီးပါဒီကများအောင်တစ်ချက်လုံးနေပြီးပါဒီမှာတကယ်ကျွန်တော်ဘယ်တနက်ပြစ်တဲ့ခလုတ်တစ်ခုကိုဖျောက်ချင်လဲပေါ့ဗျ account နေလဲပါ hide and disable ဆိုတာရှိပါတယ်ဒီကောက်မှာအမှန်ကြီးထည့်လိုက်ပါဒါဆိုအတနက်ပြစ်တဲ့ခလုတ်တစ်ခုကပျောက်သွားမှာဖြစ်ပါတယ်ပြန်ဖွင့်ရှင်နေဆိုတော့ဒီအမှန်ကြီး ချစ်ကိုဖြုတ်လိုက်ပါကျွန်တော်ကတော့ဒီရက်အသေးတစ်ခုကိုဖြောက်တာမှဖြစ်ပါတယ် save ဆိုအလုပ်လိုက်ပါဒါဆိုရင်တော့တနက်ပြည့်တဲ့ခလုတ်တစ်ခုကပျောက်သွားပြီပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကတော့ bolt action rifle and crosshair firing mode shotgun firing mode tap and release ဆိုမှတွေးမိရတာမျိုးရှိပါတယ် tap မှာထားတာရယ်ဆိုရင်တော့ပုံမှန်အတိုင်းပဲဖြစ်ပါတယ်တနက်ပြည့်ချင်တယ်ဆိုရင်တနက်ပြည့်တဲ့ခလုတ်ကိုနှိပ်လိုက်ပါဒါဆိုကြည်ထွက်သွားမှဖြစ်ပါတယ်ဒီမှာပဲကျွန်တော် release မှာထားလိုက်တယ်ဆိုရင်တော့ဒီရက်တနက်ပြည့်တဲ့ခလုတ်ကိုတကယ်ကျွန်တော်ဖိထားလိုက်ပါကြည်ထွက်မှာမဟုတ်ပါဘူးဒီရက်ဖိထားတာကိုလွတ်လိုက်မှာပေါ့ညာကြည်ထွက်မှာဖြစ်ပါတယ်အဲ့လိုပုံစံအလုပ်လုပ်တာမျိုးရှိပါတယ် shotgun နဲ့ပတ်သက်ပြီးပြောရမလား bolt action နဲ့ပတ်သက်ပြီးပြောရမလား crossbow နဲ့ပတ်သက် ်ပြီးပြောရမလားသဘောတရားတူတူပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ scope setting scope mode မှာကြည့်မယ်ဆိုရင် tab hole mix ဆိုမှာ၃ခုရှိပါတယ် tab ကတော့ဘာဖြိုးရလဲဆိုတော့ scope ဖွင့်ခြင်းနဲ့ဆိုရင်ပုံမှန်အတိုင်းပဲနှိပ်လိုက်ပါပွင့်သွားမှာဖြစ်ပါတယ်ဒီမှာပဲ hole မှာထားလိုက်မယ်ဆိုရင်တော့တစ်ချက်နှိပ်လိုက်ပါ scope ကပွင့်မှာမဟုတ်ပါဘူးရဒီ scope ဖွင့်တဲ့ခလုတ်ကိုပဲနှိပ်ထားလိုက်ပါဒါမှသူက scope ပွင့်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ mix နှစ်ခုကိုရိုးလိုက်တာမျိုးရှိပါတယ်ဥမာပြောရမယ်ဆိုရင် scope ဖွင့်ခြင်းနဲ့ဆိုရင်တစ်ချက်နှိပ်လိုက်ပါ scope ကပွင့်သွားတာမျိုးရှိပါတယ်ဖိထားလိုက်ပါလွတ်လိုက်ပါအဲ့လိုပုံစံပဲနှစ်ခုကိုရိုးလိုက်တဲ့သဘောပဲဖြစ်ပါတယ်ကျွန်တော်ကတော့ tab မှာပဲထားလိုက်ပါမယ်နောက်တစ်ခုကတော့ camera rotation while ads ပေါ့ ဗျာဒီကောင်ကို disable လုပ်ထားတယ်ဆိုရင်ဆိုကြပါစီဗျာတကယ်ကျွန်တော် scope ဖွင့်လိုက်တယ်ဆိုရင် ds scope ဖွင့်တဲ့ cloud အပေါ်ကနေတကယ်ကျွန်တော် aim လုပ်ချင်တယ်ပေါ့ဗျာဘယ်ညာအပေါ်ရွှေ့ချင်တယ်ဆိုရင်ရွှေ့လို့မရပါဘူးဗျာဒီကောင်ကို enable လုပ်လိုက်တယ်ဆိုရင် ds scope ဖွင့်လိုက်ပါ ds scope ဖွင့်တဲ့ cloud အပေါ်ကနေပဲပေါ့ဗျာဒီမှာကြည့်မယ်ဆိုရင်အပေါ်ကဘယ်ညာပေါ့ဗျာ aiming လုပ်လို့ရတာမျိုးရှိပါတယ်ဒီကောင်ကိုနှစ်သက်တယ်ဆိုတော့ဒီ feature ကိုတကယ်ကျွန်တော်ဖွင့်လို့ရတာမျိုးရှိပါတယ်ကျွန်တော်ကတော့ဒီကောင်ကိုပိတ်ထားလိုက်ပါမယ်ဗျာနောက်တစ်ခုကတော့ quick scope switch ဆိုတာရှိပါတယ် enable disable ပေါ့ဒီကောင်ကို enable လုပ်ထားတယ်ဆိုရင်တော့ scope ပေါ့ဗျာအမြန်ပြောင်းနေရဒီမှာပုံမှာဖြစ်ပါတယ်ကြည့်ကြည့်ပါ scope ဒီအမြန်ပြောင်းနေရပေါ့ဗျာဒါတွေဘာတွေမပေါ်ဘူးဆို င်တော့တကယ်ကျတော့ဒီကောင်ကို disable လုပ်ထားတဲ့အတွက်ဖြစ်ပါတယ်ဥမာ disable လုပ်လိုက်မယ်ဆိုရင်တော့ဒီရဲ့ cloud ပျောက်သွားမှာဖြစ်ပါတယ်ကြီးကြီးပါ scope တွေပါတယ်အမြန်ပြောင်းလို့မရပါဘူးဗျာတကယ်ကျတော့အမီးများတာမျိုးရှိပါတယ် scope အမြန်ပြောင်းတဲ့ cloud မပေါ်လို့ဆိုရင်ဒီမှာ line မှာဒီကောင်ကို enable လုပ်ပေးပါနောက်တစ်ခုကတော့ counter side button tap to use နဲ့ tap to switch ဆိုရင်မှနှစ်ခုတွေ့မိရတာမျိုးရှိပါတယ် tap to switch မှာထားထားတယ်ဆိုရင်ဆိုကြပါစီပဲ counter side button ကတော့တကယ်ကျရင်အလုံးမဲ့တည်တဲ့အတိုင်းဒီကောင်လေးကိုပြောတာဖြစ်ပါတယ် tap to switch မှာထားထားတဲ့အတွက်ပုံမှန်ပေါ်ရ scope ဖွင့်နေဆိုရင်ဒီရဲ့ scope ကဖွင့်မှာဖြစ်ပါတယ်ဒီရဲ့ main မှာ line မှာတကယ်ကျတော့တစ်ချက်နှိပ်လိုက်တယ်ဆိုရင်ပေါ်ရ scope ဖွင့်နေဆိုရင်ဒီရဲ့ scope ကဖွင့်မှာပါ ဲဖြစ်ပါတယ်ဗျာကြည့်ကြည့်ပါဒီက cross ပုံစံပေါ့ဗျာချက်ချိကပုံစံတွေးမြင်ရတာမျိုးရှိပါတယ် scope အကြီးပြန်ပြောင်းခြင်းနဲ့ဆိုတော့ဒီကောင်ကိုနှိပ်လိုက်ပါတာဆိုရင်တော့ scope အကြီးကပြန်ပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီကောင်ကို line မှာ tap to use မှာနှိပ်လိုက်တယ်ဆိုတော့ကြည့်ကြည့်ပါအနီအောင်အဆက်နဲ့ပေါ့ဗျာပုံစံပြောင်းသွားတာမျိုးရှိပါတယ်ဒီကောင်ကိုကြီးရမယ်ဆိုရင်ပေါ့ဗျာပုံမှန်တော့ scope ဖွင့်တဲ့အတိုင်းပဲဖြစ်ပါတယ်ဒီက counter size scope ဖွင့်ခြင်းနဲ့ဆိုတော့ဒီကအနီအောင်အဆက်ကိုနှိပ်လိုက်ပါတာဆိုတော့ counter size scope ကပွင့်သွားမှာဖြစ်ပါတယ်ခလုံးနှစ်ခုခွဲလိုက်တဲ့သဘောတရားပဲဖြစ်ပါတယ်ဗျာအသေးဖွင့်ခြင်းနဲ့ဆိုရင်ဒီကောင်ကိုနှိပ်လိုက်ပါအကြီးဖွင့်ခြင်းနဲ့ဆိုရင်ဒီကောင်ကိုနှိပ်လိုက်ပါအပုံစံသွားတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ focal length adjustment ဆိုပြီးမှာ ို့ပြပေးထားတာမျိုးရှိပါတယ်ကျွန်တော် tab မှာတစ်ချက်လောက်ထားလိုက်ပါမယ်ဒီကောင်ကဘာပြောရလဲဆိုဆိုကြပါစီဗျာ scope ဖွင့်လိုက်တယ်ဆိုရင်တကယ်ကျွန်တော် adjust လုပ်လို့ရတာမျိုးရှိပါတယ်ကြည့်ကြည့်ပါဒီလိုပုံစံပေါ့ဗျာတကယ်ကျွန်တော်အနေနဲ့6စာအပြည့်လိုချင်လား3စာလိုချင်လား ငွေကြေးတို့ဘလောက်လိုချင်လဲပေါ့ဗျာဒီကောင်ကိုလုတ်ပြီးသွားပြီဆိုရင်ဒီအချက်ခြေကနဲ့ငွေကြေးတို့ပြန်ထွက်ရတာမျိုးရှိပါတယ်ဗျာဒီကောင်ကိုလာရင်မှငွေကြေးတို့ဒီရဲ့ hold ဆိုတာထားလိုက်တယ်ဆိုရင်ဒီအချက်ခြေကနဲ့ထွက်เสียရမလို့တော့ပါဘူးဥမာ scope ဖွင့်လိုက်ပါမယ်ဒီမှာဖိပြီးမှာပေါ့ဗျာငွေကြေးတို့ဘလောက်လိုချင်လဲအလောက်ကိုငွေကြေးတို့ adjust လုပ်လိုက်ပါလို့ပြန်လွတ်လိုက်ရုံပဲဖြစ်ပါတယ်ဒါဆိုကျတော့ဒီကောင်ကပျောက်သွားမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ pick မှာကြည့်မယ်ဆိုရင် enable disable ဆိုရင်မှတွေးမိရတာမျိုးရှိပါတယ် enable လုပ်ထားတယ်ဆိုရင်တော့ဒီရဲ့ပေါ့ဗျာဘညာဆောင်းတဲ့ cloud ကပုံမှာဖြစ်ပါတယ် cloud မပို့ဘူးဆိုရင်တော့ငွေကြေးတို့အနေနဲ့ဒီကောင်ကိုပေါ့ဗျာ disable လုပ်ထားတဲ့အတွက်ဖြစ်ပါတယ် disable လုပ်လိုက်တယ်ဆိုရင်တော့ဘညာခါဆောင်းတဲ့ cloud မပို့ ော်တော့ပါဘူးဒီကောင်လိုင်းမှာ anivel လုတ်ပေးလိုက်ပါ pick mode မှာကြည့်မယ်ဆိုရင်တော့ tap hold mix ဆိုရင်မှာ၃ခုတွေ့မြင်ရတာမျိုးရှိပါတယ် tap မှာထားထားတယ်ဆိုရင်တော့ပုံမှန်အတိုင်းပေါ်ပြတစ်ချက်ခါဆောင်တဲ့ခလုတ်ကိုနေလိုက်ပါခါဆောင်မှာမှာဖြစ်ပါတယ်ဒီမှာပဲကျွန်တော် hold မှာထားလိုက်တယ်ဆိုရင်တော့ခါဆောင်တဲ့ခလုတ်ကိုတစ်ချက်နှိပ်လိုက်ပါခါဆောင်မှာမဟုတ်ပါဘူးဗျခါဆောင်တဲ့ခလုတ်ကိုဖိထားရမှာဖြစ်ပါတယ်ဒါမှခါဆောင်မှာဖြစ်ပါတယ်လွတ်လိုက်တာနဲ့ပေါ်ပြခါဆောင်တဲ့ခလုတ်ကပြန်တည့်သွားတာမျိုးရှိပါတယ်ဒီလိုပုံစံ hold မှာထားရင်မှလည်းအသုံးပြုလို့ရတာမျိုးရှိပါတယ် miss ကတော့နှစ်ခုကိုရိုးလိုက်တာဖြစ်ပါတယ်တစ်ချက်နှိပ်လိုက်ပါခါဆောင်မှာဖြစ်ပါတယ်ပြန်တည့်ခြင်းနဲ့ဆိုရင်တော့ဒီကောင်တစ်ချက်ပြန်နှိပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကဖိထားလိုက်ပါခါဆောင်နေမှာဖြစ်ပါတယ်လွတ်လိုက်တယ်ဆိုရင် ော့ခါဆောင်တာပြန်တဲ့သွားတာမျိုးရှိပါတယ်ဗျာနှစ်ခုကိုယူလိုက်တဲ့သဘောပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ peak and open scope ဆိုရင်မှဖော်ပြပေးထားရှိပါတယ်ဒီကောက် enable ဖို့ရဖွင့်ထားတယ်ဆိုရင်ဆိုကြပါစို့တကယ်ကျွန်တော်ခါဆောင်လိုက်တယ်ဆိုရင် scope ကတခါတည်းပွင့်တာမျိုးရှိပါတယ်ကြည့်ကြည့်ပါနောက်ဆုံးတကယ်ကျွန်တော်အဲ့လိုပုံစံမလိုချင်ဘူးဆိုရင်ဒီကောက် line မှာ disable လုပ်လိုက်ပါဒါဆိုရင်ခါဆောင်တယ်ဆိုရင် scope က auto ပွင့်တာမျိုးမရှိပါဘူးဗျာနောက်တစ်ခုကတော့ camera rotation while leaning ဆိုရင်မှဖော်ပြပေးထားရှိပါတယ် enable လုပ်ထားတယ်ဆိုရင်ဆိုကြပါစို့ဗျာတကယ်ကျွန်တော်ခါဆောင်လိုက်တယ်ဆိုရင်ဒီကခါဆောင်တဲ့ cloud အပေါ်ကနေပဲပေါ်ဗျာတကယ်ကျွန်တော်ကဒီလိုပုံစံ aim လုပ်လို့ရတာမျိုးရှိပါတယ်ဒါဆိုတကယ်ကျွန်တော် င်းအနေနဲ့ဒီက basic control နဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာနောက်တစ်ခုကတော့ advanced control ပထမတစ်ခုကိုကြည့်မယ်ဆိုရင် universal mark ဒီကောင်အနေနဲ့လုတ်ထားတယ်ဆိုရင်တော့ဒီကမြေပုံလိုပုံစံ icon တွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်နဲ့ quick message တွေပါလို့လုပ်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ item တွေပါထောက်လို့ရတာမျိုးရှိပါတယ်ဒီပုံစံအနေထားပေါ့ဗျာဒီက cloud ကိုတကယ်ကြီးလို့မတွေ့ဘူးဆိုရင်တော့ setting နဲ့လာပြီးပါတာပြီးတော့ advanced control ထဲမှာဒီကောင်အနေနဲ့လုတ်ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်မယ်ဆိုရင်တော့ mark assist ဒီကောင်အနေနဲ့လုတ်ထားတယ်ဆိုရင်တော့ဆိုကြပါစီဗျာကားဒီပိုင်းနဲ့အနီးနားမှာရောက်သွားတယ်ဆိုရင်တကယ်ကြီးလို့ကားပုံစံနဲ့ပေါ့ဗျာ location ထောက်လို့ရတွေ့မြင်ရ မှာဖြစ်ပါတယ် airdrop မှာလေဒီကောင်အလုပ်လုပ်တာမျိုးရှိပါတယ်ဒီကောင်ကဘာကြောင့်ထည့်ထားပေးရတော့မသိပါဘူးဗျအဝေးကနေကြည့်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ဘွက် universal mark နဲ့ထောက်လို့ရတာမျိုးရှိပါတယ်အနီးသွားမှဗျာကားပုံစံတော့အလုပ်ကြီးပိုစီဟာမလိုဘူးလို့ထင်ပါတယ်ဗျနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ headshot sound effect ရင်သူကိုခေါင်းမှာပစ်တဲ့အခါအတန်တကယ်ကြီးလို့ကြားကျင်နေဆိုရင်တော့ဒီ headshot sound effect ကို enable လုပ်ထားပြီးပါအတန်မကြားကျင်ဘူးဆိုရင်တော့ disable လုပ်ထားပြီးပါနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ german climb March နဲ့ Spray ဆိုရင်မှနှစ်ခုတွေးမြင်ရတာမျိုးရှိပါတယ် March မှာလောက်ထားတယ်ဆိုရင်တော့ခုံနာနဲ့ကြော်တာခလုတ်တစ်ခုရဲ့မှာအလုပ်လုပ်တာမျိုးရှိပါတယ်ဒါဆိုကြောခုံနာတွေးမြင်ရမှာဖြစ်ပါတယ်အနီးနားသွားပြီဆိုရင်ဒါကြော်တာပဲဖြစ်ပါတယ်အလိုပုံစံပေါ့ဗျာခလုတ်တစ်ခုရဲ့မှာကျွန်တော်နှစ်ခုတွေးမြင်ရတာမျိုးရှိပါတယ်တစ်ခါတစ်ခါကျွန်တော်ကပေါ့ဗျာခုံပြီးမှပြည့်ရတဲ့အနေထားမျိုးတွေရှိပါတယ်အဲ့အချိန်တိုင်းပေါ့ဗျာကာရက်တာကကြော်သွားတာမျိုးရှိပါတယ်အန်ဒီလိုပုံစံပေါ့ဗျာအမှန်ကျွန်တော်တို့ကပြည့်ချင်တာခုံပြီးဒီလိုပုံစံပြည့်ချင်တာဖြစ်ပါတယ်ဒါမှမဟုတ်ပေါ့ဗျာတစ်ခါတစ်ခါကြော်သွားတာမျိုးရှိပါတယ်အစင်မပြေဘူးပေါ့ဗျာဒီကောင်ဖစ်လုပ်ဖို့ဆိုရင်တော့ Spray မှာထားလိုက်ပါဒါဆိုရင်ကျွန်တော်ခလုတ်နှစ်ခုပြမှာဖြစ်ပါတယ်ခုံနဲ့ခလုတ်နဲ့နောက်တစ်ခုကကြော်တဲ့ခလုတ်ပဲ ည်းဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်ကြော်တဲ့နေရာမှာသွားမှခုံတဲ့ခလုတ်အသုံးပြုပါဒီကောင်အလုံးမလုပ်ပါဘူးဗျာကြော်ခြင်းနဲ့ဆိုရင်တော့ဒီကကြော်တဲ့ခလုတ်ကိုအသုံးပြုရမှာဖြစ်ပါတယ်ဒီလိုပုံစံပေါ်ရခလုတ်နှစ်ခုခွဲအင်းမှထားလို့ရတာဖြစ်ပါတယ်ဒီလိုမှကျွန်တော်ကတော့ပေါင်းပြီးမှပဲအချင်းရှိတော့ပေါင်းပြီးမှပဲထားလိုက်ပါမယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် firing mode button display ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီကောင်ကိုတကယ်ကျွန်တော် mash လုပ်ထားရဆိုရင်ပေါ့ဗျာကျွန်တော်တစ်ချက်လောက်ဒီမှာ customize button နဲ့ဝင်လိုက်ပါမယ် customize တယ်ဝင်လိုက်ပါမယ်ဒီမှာဒီနှစ်ခုပေါ့ဗျာဒီက firing single ဆိုတာတွေးမိရတာမျိုးရှိပါတယ်နှစ်ခုတနက်နဲ့ကျွန်တော်ပေါင်းနေတာမျိုးရှိပါတယ်နောက်ဆုံးကျွန်တော်ဒီကောင်ကို separate ဆိုတာလုပ်လိုက်မယ်ဆိုရင်ကျွန်တော် customize တဲ့ပြန်ဝ ဝင်လိုက်ပါမယ်အဲ့ဒါပြီးတော့ကျော်ဒီမှာနှိပ်လိုက်ပါမယ်အဲ့ဒါပြီးတော့ဒီမှာကြီးရမယ်ဆိုရင်တစ်ခုတစ်ခုပေါ့ဗျာတကယ်ကျတော့ခွဲလို့ရတာမျိုးရှိပါတယ်ဗျာဒီကောင်တကယ်ကျတော့တက်တက်ထားလို့ရတာမျိုးရှိပါတယ်ဒီလိုမှကျွန်တော်ကတော့တက်တက်မထားတော့ပါဘူးဗျာပေါင်းပြီးမှပဲထားလိုက်ပါမယ်ဒီကောင်တကယ်ကျတော့ဒီမှာလာပြီးမှပေါ့ဗျာအဲ့လိုပုံစံခွဲလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြီးရမယ်ဆိုရင် mask crouch and prone ဆိုပြီးမှဖော်ပြပေးထားရှိပါတယ်ဒီကောင် enable ပေါ့ဗျာဖွင့်လိုက်တယ်ဆိုရင်တကယ်ကျတော့8တဲ့ခလုတ်ကပျောက်သွားမှာဖြစ်ပါတယ်8ချင်းနေဆိုရင်ပေါ့ဗျာဒူးထောက်တဲ့ခလုတ်ကိုဖိထားလိုက်ပါဒါဆိုကျော8သွားမှာဖြစ်ပါတယ်ပုံမှန်ဒူးထောက်ချင်းနေဆိုရင်ဒီကောင်တစ်ချက်နှိပ်လိုက်ပါဒီကောင်ဖိထားတယ်ဆိုရင်သူက prone လို့သွားမှာဖြစ်ပါတယ်ဒီမှာတကယ်ချင်းတချို့တော်တော်လေးကိုအမိများတာမျိုးရှိပါတယ် ကျွန်တော်စီမှာ8တဲ့ခလုံးမပေါ်တော့လို့ဘယ်ရောက်သွားလဲပေါ့ဗျာဒီကောင်ငွေကျွန်တော်အနေနဲ့ enable လုပ်ထားတဲ့အတွက်ပဲဖြစ်ပါတယ်ဒီကောင်အလိုက်မှာ disable လုပ်ပေးလိုက်ပါတော့ဆိုတော့8တဲ့ခလုံးကပြန်ပေါ်လာမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ quick through ပေါ့ဗျာဒီကောင်ငွေကျွန်တော် enable လုပ်ထားတဲ့ဆိုရင်တော့ဆိုကြပါစီဗျာကျွန်တော် mi plane တို့ဘာလို့ပြစ်မယ်ဆိုရင်အဓိကငွေကျွန်တော်တနက်ပြစ်တဲ့ခလုံးနှိပ်စရာမလိုပါဘူးဗျာဒီကဘုံပေါ်မှာပဲပေါ့ဗျာငွေကျွန်တော်ဖိထားလိုက်ပါတော့ဆိုဒီကောင်အလုပ်လုပ်မှာဖြစ်ပါတယ်တခြား item တွေအသုံးပြုခြင်းလဲတူတူပဲဖြစ်ပါတယ်တနက်ပြစ်တဲ့ခလုံးပေါ့ဗျာဒီကောင်တက်တက်နှိပ်စရာမလိုပါဘူးဒီပေါ်မှာပဲဖိထားလိုက်ပါတော့ဆိုဒီကောင်အလုပ်လုပ်မှာပဲဖြစ်ပါတယ်ဗျာအဲ့လိုပုံစံလိုချင်နေဆိုရင်တော့ဒီကောင် enable လုပ်ထားပြီးရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ် ဆိုတော့ throwable quick wheel ပေါ့ဗျာဒီကောင်ကို switch မှာထားလိုက်တယ်ဆိုတော့ဒီရဲ့ throwable တွေကိုပြောင်းလို့ရတာမျိုးရှိပါတယ်လို့ပုံစံပေါ့ဗျာပြောင်းလိုက်တာနဲ့ဒီကောင်တခါတည်းပြစ်တာမျိုးမရှိပါဘူးဗျာဒီကောင်ကိုငွေကြေးကျွန်တော်အနေနဲ့ advanced controller လာပြီးမှဒီကောင် throw ဆိုတာလုပ်လိုက်ပါဒါဆိုကျွန်တော်ပြောင်းလိုက်တာနဲ့ပေါ့ဗျာတခါတည်းကျွန်တော်အလုပ်လုပ်မှဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီကောင်ကိုယူပြီးမှပေါ့ဗျာ grenade ဖက်ကျွန်တော်သွားလိုက်ပါမယ်တခါတည်း grenade ပင်ကဆွဲပြီးသားပဲဖြစ်ပါတယ်အဲ့လိုပုံစံပေါ့ဗျာတခါတည်းဒီကောင်ကိုပြောင်းပြီးမှအလုပ်လုပ်ချင်တယ်ဆိုတော့ငွေကြေးကျွန်တော်ဒီကောင်ကိုပေါ့ဗျာ throw မှာထားရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ throw consumable ပေါ့ဗျာဒါတော့ကိုယ့်အဖွဲ့ငွေကြေးတွေကိုကိုယ်စီမှာရှိတဲ့စေးအီးတွေဝင်ပြစ်ပေးခြင်းနဲ့ဆိုရင်တော့ဒီကောင်က annual လောက် ားရမှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ transparent UI mode ပေါ်ပြဒါတော့ငွေကြေးတော့ game တွေမှာကြည့်မယ်ဆိုရင်ဒီရဲ့ပေါ်ပြ screen မှာ PUBG Mobile logo တွေ့မြင်ရမှာဖြစ်ပါတယ်အဲ့မှာခဏလောက်ပြီးထားလိုက်ပါတော့ဆိုကျွန်တော်တို့စီမှာရှိတဲ့ပေါ်ပြ icon နဲ့အကုန်လုံးပျောက်သွားမှာဖြစ်ပါတယ်လုံးဝရှင်းသွားမှာဖြစ်ပါတယ်မြေပုံတွေဘာလဲဘာမှဘာမှကြည့်လို့မရပါဘူးဗျဒါပေမဲ့တနက်တွေပါလေ AC ပြစ်လို့ရတာမျိုးရှိပါတယ်ဒီကောင်ပုံတွေပါလေရိုက်ဖို့အတွက်တော်တော်လေးကိုကောင်းတာဖြစ်ပါတယ်နောက်တစ်ခုကတော့ slide arena war ပေါ်ပြဒါတော့ arena တို့ war mode တို့မှာ show ထုတ်လို့မရအောင်ဆိုရင်တော့ဒီကောင် enable လုပ်ထားပြပါတော့ဆိုကျွန်တော် arena တို့ war တို့မှာလည်း show ထုတ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် fpp swipe ပေါ်ပြဒါ ီကောင် enable လုပ်ထားတယ်ဆိုရင်တော့ဒီ FPP ပြောင်းတဲ့ cloud ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်ကကျွန်တော် disable လုပ်လိုက်တယ်ဆိုရင်တော့ဒီ TPP cloud ကကျွန်တော်ပျောက်သွားတာမျိုးရှိပါတယ်ဒါကြောင့်ပေါ်ရတခါတခါ TPP cloud ပဲရောက်သွားလဲဆိုတော့တကယ်ကျွန်တော်ဒီကောင်ကို disable လုပ်ထားတဲ့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ enable လုပ်လိုက်ပါမယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ FPP Dynamic Holding ဆိုမှဖော်ပြပေးထားမျိုးရှိပါတယ်ဒါဘာကိုပြောရလဲဆိုတော့ဒီကောင် enable လုပ်ထားတယ်ဆိုရင်ဆိုကြပါစို့ကျွန်တော် FPP ပြောင်းလိုက်ပါမယ်ကျွန်တော်တနက်ပုံစံအနေထားအောင်ကြီးကြီးပါဒီပုံစံတွေးမိရတာမျိုးရှိပါတယ် disable ဆိုတာကျွန်တော်လုပ်လိုက်ပါမယ် disable လုပ်လိုက်တာနဲ့သူ့ရဲ့ပုံစံအနေထားအောင်ကြီးကြီးပါကျွန်တော်ဟိုနာနဲ့မတူတော့ပါဘူးဗျာတနက်ပေါ့ဗျာတော်တော်ကြီးကိုကျွန်တော်မြင်ရတာမျိုးရှိပါဒီ scope ပုံစံအနေထားပေါ့ဗျာဒါကျွန်တော် disable လုပ်ထားတာဖြစ်ပါတယ်ကျွန်တော် check in ပေါ့ဗျာဒီအနေထားမှာပဲကျွန်တော် enable ပြန်လုပ်လိုက်ပါမယ်ဒီမှာကြည့်ရမယ်ဆိုရင်ဒီပုံစံတွေးမိရတာမျိုးရှိပါတယ်တနက်ကလည်းအောက်ကျသွားတာမျိုးရှိပါတယ်မြင်ကွင်းကကျွန်တော်တနက်နဲ့နည်းနည်းမကွယ်တော့ဘူးပေါ့ဗျာဒီကောင်အဆင်ပြေတာမျိုးရှိ ပါတယ်နောက်တစ်ခုကတော့ TPP ဆိုရင်မှဖော်ပြပေးထားမျိုးရှိပါတယ်80ပေါ့ဗျာဒါကတော့ကျွန်တော်ပြောရလဲဆိုတော့လက်ရှိတကယ်ကျွန်တော်မြင်ကွင်းအနေထားကိုကြည့်ရှိပါဒီပုံစံတွေးမိရတာမျိုးရှိပါတယ်ဒါကျွန်တော်80မှာထားတာဖြစ်ပါတယ်ဒီကောင်ကျွန်တော်တရားမှာထားလိုက်မယ်ဆိုရင်တော့မြင်ကွင်းကတော်တော်လေးကိုကျေသွားတာမျိုးရှိပါတယ်ကြည့်ကြည့်ပါဒီပုံစံတွေးမိရတာမျိုးရှိပါတယ်မြင်ကွင်းကလုံးဝကျေသွားတာမျိုးရှိပါတယ် တကယ်ကျွန်တော်မြင်ကွင်းကျကျနဲ့စိုးရှင်နေဆိုရင်ပေါ့ဗျကောင်းအောင်လိုက်မှာ sorry ဒီကောင်းအောင်လိုက်မှာတရားထီတော့မရှိပါဘူး90ထီတွင်းမိရတာမျိုးရှိပါတယ်90မှာထားပြီးစိုးလို့ရတာဖြစ်ပါတယ်ဒီကြားတဲ့ပေါ့ဗျတကယ်ကျွန်တော်ကြိုက်တဲ့လောက် set လုပ်ပြီးထားလို့ရပါတယ်ဗျနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ spring sensitivity ပေါ့ဗျဒါကတော့ကျွန်တော်ရဲ့ပြီးတဲ့ clock ဝယ် joystick နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ်ဒီကောင်းကျွန်တော်85မှာထားထားမျိုးရှိပါတယ်ဥမာကျွန်တော်ပြီးမယ်ဆိုရင် clock ကိုပဲနည်းနည်းအပေါ်တင်လိုက်တာနဲ့တခါတည်းပေါ့ဗျ spring lock ဖြစ်သွားမှာဖြစ်ပါတယ်တခါတည်းကျွန်တော်တန်းပြီးတာမျိုးရှိပါတယ်ဆိုကြပါစို့ကျွန်တော်ဒီ spring sensitivity ကိုပေါ့ဗျလုံးဝ0မှာထားလိုက်ပါများဒီမှာကျွန်တော်ပြီးခြင်းနဲ့ဆိုကြပါစို့ တွေဒီရဲ့ joystick ကိုပြတော်တော်လေးအပေါ်အထိဆွဲတင်ရမှာဖြစ်ပါတယ်ဒါမှကျွန်တော်ပြီးတာမျိုးရှိပါတယ်ပုံမှန်ဆွဲတင်နေဆိုရင်တော့မရပါဘူးဗျာဒီပုံစံတွေးမြင်ရမှာဖြစ်ပါတယ်တကယ်ကျွန်တော်နေဒီကောင်းအောင်ပေါ့ဗျာကိုဘလောက်လူချင်းလဲအဲ့လောက်မှာ set လုပ်ပေးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒီကောင်းအောင်တရားလှုပ်လိုက်တိုင်းပေါ့ဗျာအပြီးမြင်တာတို့ပါတို့တော့မရှိပါဘူးဗျာဒါတော့တိထားဖို့လိုတာဖြစ်ပါတယ်အတရားမှာအမြင့်ဆုံးထားထားတဲ့ဆိုရင်လည်းပေါ့ဗျာတစ်ခါတစ်ခါကိုယ်က cover ယူရတဲ့အနေအထားမျိုးရှိပါတယ်အဲ့နေရာမှာကိုယ့်ရဲ့ joystick ကိုနည်းနည်းလေးလှုပ်လိုက်တာနဲ့ပေါ့ဗျာ spring lock တွေပါတွေဖြစ်သွားတာမျိုးရှိပါတယ်အချိန်ဆိုတိုင်ပတ်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကောင်းအောင်ကြည့်ရမယ်ဆိုရင်တကယ်ကျွန်တော်ဘလောက်လူချင်းလဲပေါ့ဗျာအဲ့ပုံမှာ multi mask set လုပ်ဖို့ကျွန်တော် ော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ FPP FPP မှာကျွန်တော်80ထားတာမျိုးရှိပါတယ်ဒါခုနကဘယူနဲ့တူတူပဲဖြစ်ပါတယ်ဒါတော့80အနေထားပဲဖြစ်ပါတယ်ဒီကောက်အွန်လိုင်းမှာကျွန်တော်လုံးဝပဲတရားတင်လိုက်မယ်ဆိုရင်တော့ FPV viewer တော်တော်လေးကိုကျေသွားတာမျိုးရှိပါတယ်ဗျာဒါလည်းတငယ်ကျော်ခြိုက်တဲ့လောက် set လုပ်လို့ရတာမျိုးရှိပါတယ်ကျွန်တော်ကတော့ပေါ့ဗျာ80ထားလိုက်ပါမယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ max style classic နဲ့ modern ဆိုရင်မှတွေ့မြင်ရတာရှိပါတယ် classic မှာထားလိုက်မယ်ဆိုရင်ဆိုကြပါစို့ဗျာကျွန်တော်ကဒီမှာရန်သူထောက်မယ်ပေါ့ဗျာတိပင်းနောက်မှာရန်သူရှိတယ်ဆိုရင်ဒီလိုပုံစံထောက်လိုက်တယ်ဆိုရင်ပေါ့ဗျာဒီရဲ့ကူးရဲပေါ့ဗျာဒီ max လုတ်တဲ့ရန်ရန်သူတွေပါတယ်ကျွန်တော်ကြွေသွားတာမျိုးရှိပါတယ်အပုံစံမလို့ရင်ဘူးဆိုရင်တော့ဒီကောင်ကတငယ်ကျော် modern မှာထားပြီးလိုက်ပါ modern မှာထားလိုက်တယ်ဆိုရင်တော့ဆိုကြပါစို့ဗျာကျွန်တော် enemy ထောက်တယ်ဆိုရင်ဒီပုံစံတွေ့မြင်ရမှာဖြစ်ပါတယ် enemy ကိုလည်းကျွန်တော်ခုနကထရီဆိုင်တော့ရှင်းရှင်းလင်းလင်းမြင်ရတာမျိုးရှိပါ ါတယ်ဒီကောင်အဆင်ပြေတာမျိုးရှိပါတယ်ဒါကြောင့်တကယ်ရှင်တို့အနေနဲ့ဒီကောင်အပေါ်ရ modern မှာ set လုပ်တာအကောင်းဆုံးပဲဖြစ်ပါတယ်နောက်တစ်ခုအကြည့်ရမယ်ဆိုတော့ sprinting interrupt peak mode ဆိုရင်မှာပေါ်ပြပေးထားရှိပါတယ်ဒီကောင်တကယ်ရှင် uneven လုပ်ထားတယ်ဆိုရင်ဆိုကြပါစို့ဗျာ တကယ်ကျတော့ခါဆောင်းနေတယ်ဆိုရင်ပြီးရှင်းနေဆိုရင်ကျတော့တခါလေးပြီးလိုက်လို့ရတာမျိုးရှိပါတယ်ဒီကခါဆောင်းတဲ့ခလုတ်ကိုထပ်တစ်ခါပေါ့ရနှိပ်စေရမလိုပါဘူးဗျဒီမှာကျတော့ပြီးရှင်းနေဆိုရင်တော့တခါလေးပေါ့ရ joystick ကိုလှုပ်လိုက်တိုင်းသူကပြီးမှဖြစ်ပါတယ်ဒီကောင်ကိုတကယ်ကျတော့အနေနဲ့ disable ထားထားတယ်ဆိုရင်ဆိုကြပါစို့ဗျာကျွန်တော်လက်တွေ့ပြပါမယ်တကယ်ကျတော့ဒီကောင်ကိုကျွန်တော် disable မှာထားလိုက်ပါမယ်ခါဆောင်းလိုက်ပါမယ်ပြီးရှင်းနေဆိုရင်ပေါ့ရသူကပြီးမှမဟုတ်ပါဘူးဗျအဓိကဒီကခါဆောင်းတဲ့ခလုတ်ကိုထပ်တစ်ခါလုပ်ပြီးမှအတဲလုပ်ဖို့လိုတာဖြစ်ပါတယ်ဒါမှသာသူကပြီးမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကောင်ကိုကြည့်မယ်ဆိုရင် enable လုပ်ပြီးမှထားတာမျိုးရှိပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ aim assist ပေါ့ဗျာဒီ aim assist နဲ့ပတ်သက် ်သက်ပြီးမှတော့ကျွန်တော်ဗီဒီယိုအသေးစိတ်တင်ထားပေးတာရှိပါတယ်တော်တော်လေးကိုကြာသွားပြီဖြစ်ပါတယ်ဗီဒီယိုအသစ်ကျွန်တော်ပြန်တင်ပေးဖို့ကြိုးစားပါမယ်တကယ်ကျွန်တော် aim လွယ်ကူခြင်းနဲ့ဆိုရင်တော့ဒီ aim assist ကို enable လုပ်ထားပါသူ့မှာကြည့်မယ်ဆိုရင်လည်းအားသာချက်တွေအားနည်းချက်တွေရှိတာဖြစ်ပါတယ်တိုင်းမဲ့လေပေါ့ဗျာ ပုံမှန်တော့ emphasis ကို enable လုပ်ပြီးစောဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါနဲ့ပတ်သက်ပြီးမှအမြင်ဆုံးဗီဒီယိုတစ်ပုဒ်ကျွန်တော်တင်ပေးဖို့ကြိုးစားပါမယ်ဗျာနောက်တစ်ခုကြည့်ရမယ်ဆိုတော့ main screen audio မှာကပေါ်ပြတကယ်ကျိုးကိုပြီးမှခြေရာလေးပါတွေပေါ်ခြင်းနေဆိုတော့ဒီကောင် classic mode မှာထားတာပြရမှာမပေါ်ခြင်းဘူးဆိုရင်တော့ disable လုပ်ပြီးထားလို့ရတာဖြစ်ပါတယ် aftermath မှာပဲပေါ်ခြင်းနေဆိုတော့ only aftermath ကိုရွေးပေးပါဗျာနောက်တစ်ခုကြည့်ရမယ်ဆိုတော့ auto hit mark location ဆိုရင်မှပေါ်ပြပေးထားတာမျိုးရှိပါတယ်ဒီကောင်တကယ်ကျိုး enable လုပ်ထားတယ်ဆိုရင်ကိုကရန်သူကိုပစ်လိုက်တယ်ပေါ်ရန်သူကိုကြည့်ထည့်ရဆိုရင်သူ့ရဲ့ရန်သူရဲ့နေရာကိုပေါ်ပြကိုရဲ့ teammate တွေကလည်းမြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ healing prompt ဆိုရင်မှပေါ်ပြပေးထားမျိုးရှိပါတယ်ဒီကောင် enable လုပ်ထားတယ်ဆိုရင်တော့တကယ်ကျလို့ tweet တွေပါလေရော့သွားတယ်ဆိုရင်ပေါ်ပြဘေးရဲ့ tweet ကိုအသုံးပြုရမလဲဒါတော့ तू က auto suggest လုပ်တာမျိုးရှိပါတယ်ဒီကောင်မှ तू က bandage ပဲပတ်တင်လာဒါမှမဟုတ်ဒီရဲ့ဆေးကိုအသုံးပြုတင်လာဆေးအစိမ်းရောင်ကိုအသုံးပြုတင်လာ သူကအော်တိုပေါ်ရာဒီမှာတက်လာတာမျိုးရှိပါတယ်အဲ့လိုပုံစံအော်တိုလိုချင်နေဆိုတော့တကယ်ကျွန်တော်ဒီကောင်းအောင်ပေါ်ရာ enable လုပ်ထားလို့ရတာဖြစ်ပါတယ်မလို့ချင်ဘူးဆိုတော့ disable လုပ်ထားလေးရပါတယ်ပြပြဿနာမရှိပါဘူးဗျာနောက်တစ်ခုအကြည့်ရမယ်ဆိုတော့ continuously use bandage ဆိုရင်မှပေါ်ပြပေးထားမျိုးရှိပါတယ်ပတ်တီစီးရဲဆိုရင်ပေါ်ရာ380မရောက်မချင်းဇက်တိုက်ပတ်တီစီးနေတာမျိုးလိုချင်နေဆိုရင်တော့ဒီကောင်းအောင် enable လုပ်ထားပေးပါအဲ့လိုပုံစံမလို့ချင်ဘူးဆိုတော့ဒီကောင်းအောင် disable လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုအကြည့်ရမယ်ဆိုတော့ auto open door ဒါတော့တကားတွေပါတယ်ပေါ်ဗျာ auto ပွင့်ချင်နေဆိုတော့တကယ်ကျွန်တော် enable လုပ်ထားပေးပါ auto မပွင့်ချင်ဘူးဆိုရင်တော့ disable လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုအကြည့်ရမယ်ဆိုတော့ block site warning ဆိုရင်မှပေါ်ပြပေး ီထားမျိုးရှိပါတယ်ဒါဘာလို့ပြောရလဲဆိုတော့မှကြည့်မယ်ဆိုရင်ဒီကအနီအောင်မှာကာအိုတွေးမြင်ရမှာဖြစ်ပါတယ်ပြောချင်တာတနက်ပြစ်လို့မရဘူးဆိုတဲ့အကြောင်းပြောချင်တာဖြစ်ပါတယ်အရှိဖို့ရကြီးစံမတော်ဆိုတာပြောချင်တာဖြစ်ပါတယ် ဒီလိုပုံစံမှာကြည့်မယ်ဆိုရင်ခြေစမ်းသွားတာမျိုးမရှိသေးပါဘူးကျွန်တော်ပြပြပါမယ်ရှိရှိပါခြေစမ်းအောက်ဆိုင်တာမျိုးရှိပါတယ်ဒီကအနီရောမှာကပျောက်သွားမှာပေါ့ဗျာခြေစမ်းထွက်မှာဖြစ်ပါတယ်ဆိုတော့ခြေစမ်းအရှိသွားမှာပဲဖြစ်ပါတယ်ဗျာအပုံစံသူကပြောချင်တာဖြစ်ပါတယ်ဒီကအနီရောဆိုင်းကိုတကယ်ကျွန်တော်လိုချင်နေဆိုရင်တော့ဒီကောင် enable လုပ်ထားပေးပါဒီကအနီရောဆိုင်းကရှုပ်တယ်ဆိုရင်တော့ဒီကောင် line မှာတကယ်ကျွန်တော် disable လုပ်ထားပေးလို့ရပါတယ်ဗျာကျွန်တော်ကတော့ enable ပဲထားလိုက်ပါမယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ horizontal stripe acceleration ဆိုရင်မှပေါ်ပြပေးထားတာမျိုးရှိပါတယ်တကယ်ကျွန်တော်ဒီကောင် enable လုပ်ထားတယ်ဆိုရင်ပေါ့ဗျာဘေးညာတကယ်ကျွန်တော်ဒီလိုပုံစံ swipe လုပ်တဲ့အခါပေါ်ရ aiming နဲ့တကယ်ကျွန်တော် swipe လုပ်တဲ့ ခဏနဲ့ကျော်ပုံမြန်မှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ match auto message ဆိုရင်ပေါ်ပြပေးထားမျိုးရှိပါတယ်ဒါတော့ပွဲထဲမှာ auto message ပို့တာဖြစ်ပါတယ်ဥမာပြောရမယ်ဆိုရင်ကို teammate ကကို recall လုပ်လိုက်တယ်ဆိုရင် recall ပြီးသွားတဲ့အခါ thanks ဆိုရင်မှပြောတာမျိုးရှိပါတယ်အဲ့လိုပုံစံပေါ်ရ auto message ကိုလိုချင်နေဆိုရင်ဒီကောင် enable လုပ်ထားပြပါမလို့ချင်းဆိုရင် disable လုပ်ထားပြလို့ရပါလိမ့်ဗျာနောက်တစ်ခုကြည့်ရမယ်ဆိုရင် hold to open map ဒီကောင် enable လုပ်ထားလဲဆိုရင်မြေပုံဒီပိုင်းမှာဖိထားလိုက်ပါမြေပုံပွင့်မှာဖြစ်ပါတယ်လွတ်လိုက်တာနဲ့ပေါ်ရမြေပုံကပြန်ဝင်သွားမှာဖြစ်ပါတယ်အဲ့လိုပုံစံ hold feature ကိုလိုချင်နေဆိုရင်ဒီကောင် enable ထားလို့ရတာဖြစ်ပါတယ် disable လုပ်လိုက်တယ်ဆိုရင်တော့ မြေပုံကိုဖိထားလိုက်ပါမြေပုံကပွင့်တာမျိုးမရှိတော့ပါဗျာတစ်ချက်နဲ့ညီမတည်းချက်ရှိကနေပြင်နေရတာမျိုးရှိပါတယ် ဒါလည်းတကယ်ကျွန်တော်ပုံမှန်မူတည်တာဖြစ်ပါလေတကယ်ကျွန်တော်ဘယ်လိုပုံစံထားခြင်းလဲပေါ့ဗျာနောက်တစ်ခုအကြည့်ရမယ်ဆိုတော့ show throwable treasury line ဆိုမှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီကောက် enable လုပ်လိုက်တယ်ဆိုရင်ဒီက throwable တွေပါလေ깟လိုက်တာ ਨੇ ပေါ့ဗျာဒီမှာကြည့်ရမယ်ဆိုရင်ဒီက line ပေါ့ဗျာအဖြူအောင် line ကိုဖော်ပြပေးထားမျိုးရှိပါတယ်ဒီ line မပေါ်ခြင်းပေါ့ပစ်တဲ့အခါလေဒီ line ကပေါ်တာမျိုးရှိပါတယ်တကယ်ကျွန်တော်ဒီ line ကိုဖျောက်လို့ရတာမျိုးရှိပါတယ် disable လုပ်လိုက်တာ ਨੇ ပေါ့ဗျာဒီ line ကမပေါ်တော့ပါဘူးဗျာကြည့်ကြည့်ပါဒီမှာကြည့်မယ်ဆိုရင်ဆိုတော့ throwable 깟ထားတာမျိုးရှိပါတယ်ဒီရဲ့အဖြူအောင် line ကမပေါ်တော့ပါဘူးဗျာဖြစ်တဲ့အခါတော့ပေါ်တာမျိုးရှိပါတယ်ဒါကတော့ကျွန်တော် enable လို့ disable လို့ပေါ်တာမျိုးရှိပါတယ်နောက် ခုကြည့်ရမယ်ဆိုတော့ auto equip melee weapon put fire မှာအဝေးစိန်မှာပေါ်ပြပေးထားမျိုးရှိပါတယ်ဒီကောင် enable လုပ်ထားတယ်ဆိုရင်တကယ်ကျလို့ဆိုကြပါစို့တနက်တွေပါလေးခြင်ထားတယ် တန်းတဲ့ဒီဘာတွေနောက်ပြစ်လိုက်တယ်ဆိုရင်တော့တကယ်ကျလို့လက်ထဲမှာဘယ်ရဲ့မီလီဝီပွန်ရှိလဲပေါ့ဗျာဒေအိုးတွေဘာတွေရှိတယ်ဆိုရင်သူကဒေအိုးကောက်ကင်မှာဖြစ်ပါတယ်အဲ့လိုပုံစံပေါ့ဗျာမလို့ခြင်းမှုဆိုရင်တော့မီလီဝီပွန်တွေဘာတွေကိုင်းတာမလို့ခြင်းမှုဆိုရင်တော့ဒီကောင်ကို disable လုပ်ထားပြီးရမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ default မီလီဝီပွန် carrier မှာ chi tila ဒေကာလာပေါ့ဗျာတကယ်ကျလို့လက်ထဲမှာဘယ်ကောင်ကိုကိုင်းထားခြင်းလဲပေါ့ဗျာ chi tila ဒေကာလာကိုကြိုက်တာရွေးလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ reload interrupt method မှာ fire interrupt ရှိပါတယ် reload interrupt ရှိပါတယ် mix interrupt ဆိုတာရှိပါတယ် fire interrupt မှာထပ်ထားလိုက်ဆိုရင်ဆိုရပါစီဗျာကျွန်တော်ဒီမှာတနက်ပြစ်လိုက်တယ်ပေါ့ဗျာတနက် က်ပြေးမှာကျတော့ reload လုပ်ရတဲ့ရန်သူရောက်လာတယ်ဆိုရင်ချက်ချင်းပေါ့ဗျာတနက်ပြန်ပြစ်လို့ရတာမျိုးရှိပါတယ်ရှိကပြည့်ပြည့်တဲ့အထိကျတော့စောင့်စေရမလိုပါဘူးဗျာဥမာကြည့်ရမယ်ဆိုရင်ကျတော့ပြစ်လိုက်ပါ reload ဆိုတာလုပ်လိုက်ပါတယ်ရန်သူရောက်လာတယ်တခါတည်းကျတော့တန်းပြစ်လို့ရတာမျိုးရှိပါတယ်ဗျာဒါပေမဲ့တကယ်ချင်းတော့ဒီကောင်က reload interrupt မှာထားထားတယ်ဆိုရင်ပေါ့ဗျာဆိုကြပါစို့ကျော်ဒီမှာပြစ်လိုက်တယ်ကျတော့ reload လုပ်လိုက်တယ်ရန်သူရောက်လာတယ်ဆိုရင်ကျတော့တနက်ပြစ်တဲ့ clone နေပါတနက်ကပြစ်မှာမဟုတ်ပါဘူးဗျာကြည်ဖြည့်ပြီးမှတနက်ကပြစ်မှာဖြစ်ပါတယ်ဒါကကျတော့တော်တော်လေးကိုတိုင်ပတ်တာမျိုးရှိပါတယ်ဥမာကျွန်တော်ဒီမှာကြည့်ရမယ်ဆိုရင် reload လုပ်လိုက်ပါမယ်တနက်ပြစ်တဲ့ clone နေပါတယ်သူကပြစ်တာမျိုးမရှိပါဘူးဗျာကြည်ဖြည့်ပြီးမှကျတော့ပြစ်တာမျိုးရှိပါတယ်အဓိကအပြင် င် close range မှာကြည့်ရမယ်ဆိုရင်ဒီကောင်အဆင်မပြေပါဘူး fire interrupt မှာထားဖို့ကျွန်တော်ပြောလို့ပါတယ် mix interrupt ကတော့ဒီနှစ်ခုကိုပေါင်းလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ auto jump ဆိုရင်မှတွေးမြင်ရတာမျိုးရှိပါတယ်လေရင်ဘွားနေ auto ခုံတာပေါ့ဗျာ tap to mark location မှာ enable disable ပါတကယ်ကျွန်တော်မြေပေါ်မှာနေအောင်ထောက်လိုက်တယ်ဆိုရင်အဲ့နေရာရောက်တယ်ဆိုရင်သူက auto ခုံတာမျိုးရှိပါတယ်တကယ်ကျွန်တော် enable disable ပါကြိုက်တာထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ default parachute follow ပေါ့ဗျာလေရင်ဘွားနေမခုံရင်တယောက်ယောက်ကကိုယ်ကို invite လုပ်ရတဲ့ကိုကသူ့ကို auto follow ဖြစ်ချင်တယ်ဆိုရင်ပေါ့ဗျာဒီကောင် enable လုပ်ထားလိုက်ပါနောက်တစ်ခုကတော့ gyroscope ပဲဖြစ်ပါတယ် always on scope on and off ဆိုတာရှိပါတယ် always on မှာထားထားရ ိတ်ဆိုရင်တော့ဒီ gyroscope ပေါ်ရဖုန်းပင်ညာလောက်တာတို့အပေါ်အောက်လောက်တာတို့ပေါ်ရအဲ့လိုပုံစံအလိုလောက်တာမျိုးရှိပါတယ်ဒီ gyroscope နဲ့ပတ်သက်ပြီးမှတကယ်ချင်းအားလုံးသိတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ scope on ပေါ်ရ scope on မှာထားလိုက်တယ်ဆိုရင်တော့ပုံမှန်အချိန်မှာတော့ဒီ gyroscope ကအလိုမလောက်တော့ပါဘူးဗျာကျတော့ scope ဖွင့်လိုက်မှပေါ်ရဒီ gyroscope ကအလိုလောက်တာမျိုးရှိပါတယ်အဲ့တော့ scope on လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ gyro ပိတ်ထားလို့ရတာမျိုးရှိပါတယ်ဒီမှာကျတော့ gyro ပိတ်လိုက်တော့လေပေါ်ရကိုယ့်ရဲ့ဖုန်းမှာ gyro ကအလိုလုံးနေတယ်ဆိုရင်တော့ဖုန်းကိုတစ်ခါလောက် restart လုပ်ပြီးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ always on မှာထားလိုက်ပါမယ်နောက်တစ်ခုကိုကြည့်မယ်ဆိုရင်တော့ gyro reverse ပေါ်ရဒီကော enable လုပ်ထားရဆိုရင်တော့ပြောင်းပြန် ပေါ်ပြ Gyro Scope အလုပ်လုပ်တာမျိုးရှိပါတယ်ကိုကဖုန်းကိုပေါ်ပြအပေါ်ပင်လိုက်တယ်ဆိုရင် Gyro ကအောက်သွားတာမျိုးရှိပါတယ်ဖုန်းကိုအောက်ချလိုက်တယ်ဆိုရင် Gyro ကအပေါ်သွားတာမျိုးရှိပါတယ်အဲ့လိုပုံစံပေါ်ပြဒီကောင်ကဘာကြောင့် PUBG Mobile ဘာကနေထည့်ထားပြီးလဲကျွန်တော်လည်းမပြောတတ်ပါဘူးဗျာကျွန်တော်ကတော့ဒီကောင်ကပေါ်ပြ disable ဆိုတာလုပ်လိုက်ပါမယ် Gyro Scope နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တချို့တငယ်ချင်းတွေအနေနဲ့ပေါ်ပြ Gyro Scope ကဖွင့်လို့မရအောင်ဆိုရင်လာမီးတာမျိုးရှိပါတယ်ဒီမှာဖုန်းတွေပါလေဝယ်တဲ့အခါ ठी ထားရမှာဖြစ်ပါတယ်ဘောက်လဲဆိုတော့တချို့ဖုန်းတွေမှာကြည့်ရမယ်ဆိုရင် Gyro Sensor မပါပါဘူးဗျာဖုန်းမှာကို Gyro Scope Sensor မပါဘူးဆိုရင်တော့ကိုယ့်ရဲ့ဖုန်းမှာလည်း Gyro အသုံးပြုလို့ရမှာမဟုတ်ပါဘူးဗျာ download တိထားဖို့ လိုတာဖြစ်ပါတယ်ဖုန်းမှာ gyro sensor ပါရမှာပဲဖြစ်ပါတယ်တချို့ဖုန်းတွေက gyro sensor မပါတာမျိုးရှိပါတယ်ဥမာပြောရမယ်ဆိုရင်တကယ်ပေါ်ရ budget ဖုန်းတွေမှာကြည့်ရမယ်ဆိုရင်တချို့သောဖုန်းတွေက gyro sensor မပါပါဘူးဗျာဒါအုပ်ပေါ်ရကြည့်ဝင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုရင် aim feature ပေါ်ဗျာ enable disable ဆိုရင်မှတွေ့မြင်ရတာမျိုးရှိပါတယ် aim feature တော့ဒီကောင်ကိုပြောတာဖြစ်ပါတယ်ရှိရှိပါတယ် shoulder view ကိုပြောတာဖြစ်ပါတယ်ဒီကောင် enable လုပ်ထားတယ်ဆိုရင်ဒီ icon ကိုတွေ့မြင်ရတာမျိုးရှိပါတယ် hold မှာထားလိုက်တယ်ဆိုရင်ဒီကောင်ကိုဖိထားလိုက်ပါတယ် shoulder view ကအလုပ်လုပ်မှာဖြစ်ပါတယ်လွတ်လိုက်တယ်ဆိုရင်ဒီ shoulder view ကနေသူကထွက်သွားတာမျိုးရှိပါတယ် miss ကတော့နှစ်ခုကိုယောလိုက်တဲ့ ဘောပဲဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ aim camera rotation feature ပေါ်ပဲဒီက enable disable ပေါ်ပဲ enable လုပ်ထားလိုက်တယ်ဆိုတော့ဒီ app ပေါ်ရ show la view ပေါ်ကနေပဲဒီလိုပုံစံပေါ်ရ camera move flow လုပ်ရတာမျိုးရှိပါတယ်ဒီကောင်တငယ်ချင်းကို disable ထားလိုက်တယ်ဆိုရင်တော့ဒီရ show la view ပေါ်ကနေပေါ်ရ camera move flow လို့မရတော့ပါဘူးဗျ app ပုံစံ trimming ရတာမျိုးရှိပါတယ် okay ဒါဆိုတငယ်ချင်းအားလုံးနေကျွန်တော်အခုဖော်ပြပေးလိုက်တဲ့ advanced control နဲ့ပတ်သက်ပြီးပြောရမလား basic control နဲ့ပတ်သက်ပြီးပြောရမလားကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျလာမယ့် video တွေမှာကြည့်ရမယ်ဆိုရင်တော့တခြား setting တွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော် video အသေးစိတ်တင်ပြသွားမှာဖြစ်ပါတယ် account setting နဲ့ပတ်သက်ပြီးမှ video လေးကိုမကြည့်ရသေးဘူးဆိုရင်တော့ video လေးကိုကြည့်ဖို့ ို့ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ